အစိုင်းနဲ့ဦးလန်းချောင်းကိုဒီ second brain ဒုတိယအုံနောက်လို့ခေါ်ကြတယ်။ဘာလို့လဲဆိုတော့ဒီအစိုင်းနဲ့ဦးလန်းချောင်းကကျန်းမာနေမှာဒီအစာချေစနစ်ကကောင်းမယ် digestion တွေကောင်းမယ်ပေါ့။နောက်လို့ရှိရင်ဒီအသားရည်ဆိုလို့ရှိရင်လည်းကြည်မယ်။အသားရည်ကလှနေမယ်။နောက်ပြီးရင်ဒီစိတ်ကလည်းကျန်းမာနေမယ်ပေါ့နော်။စိတ်ကလည်း happy mood ဖြစ်နေမယ်ပေါ့နော်။ဒီကိုယ့်ရဲ့ဒီ overall well being ကဒီအစိုင်းနဲ့ဦးလန်းချောင်းပေါ်မှာတော်တော်ရွအရေးပါတယ်။အဲ့ဒီတော့ဒီအစိုင်းနဲ့ဦးလန်းချောင်းကောင်းမှုမို့ဆိုလို့ရှိရင်ကဒီ cue site ဖို့လို့ရတယ်။ခုခဏကပြောသလို skin ကကောင်းမနေဘူး။ကိုယ့်ရဲ့မူကကြည်မနေဘူး။ ွဲပင်းကကောင်းမနေဘူးဆိုလို့ရှိရင်ခွေးအစိုင်းနဲ့ဦးလမ်းကြောင်းယူဆိုင်ဖို့လိုပြီးအဲ့တော့ဒီမှာအရေးကြီးတာဘာလဲဆိုတော့ probiotic prebiotic ဆိုတာအရေးကြီးတယ် probiotic ဆိုတာကခွေးရဲ့အစိုင်းနဲ့ဦးလမ်းကြောင်းနဲ့မှရှိတယ်ဒီကောင်းတဲ့ bacteria လေးပေါ့နော်သူတို့တွေကကြတော့ဒီအစားစာနေဘယ်ကနေရမလဲဆိုလို့ရှိရင်ဒိန်ချင်းတို့နောက်ပြီးတော့ဒီအချင်းဖောက်ထားတဲ့အရာတွေပေါ့နော် kimchi တို့ဒီလိုမျိုးလေးတွေကနေရရှိမယ်ဟင်မုံငင်းချင်ရှမ်းချင်ပေါ့နော်အဲ့ကကြတော့ဒီ kimchi တို့ဒီအချင်းဖောက်ထားတာလေးတွေနောက်ပြီးယောဂတ်ကိုတစ်ပတ်မှာအနည်းဆုံး၃ချိန်လောက်ဒီတရချားတစ်ခါစားပေးဖို့မမေ့ပါနဲ့ ။အဲဒါကိုလည်းတစ်ပတ်မှအနည်းဆုံးသုံးချိန်လောက်တော့စားပေးရမယ်။နောက်တစ်ခုကတော့ prebiotic ပါ။ prebiotic ကတော့ခဏ probiotic လေးဖြစ်မလာခင် stage ပေါ့နော်။အဲတော့ prebiotic လေးရဖို့ဆိုလို့ရှိရင်လက်လက်ဆက်ဆက်အသီးလေးတွေဥမာဒီငပြောသီးတို့နောက်ပဖဲသီးတို့ပေါ့နော်။နောက်ပြီးလို့ရှိရင်ဒီကြက်သွုံယူရလည်းရမယ်။နောက်ပြီးတော့ဒီ quick ကအုပ်နောက်ပြီးလို့ရှိရင် chia seed ပေါ့နော်။ဒီလိုမျိုးလေးတွေအနေနဲ့ရရှိမှာဖြစ်ပါတယ်။ quick ကအုပ်ဆိုလို့ရှိရင်ဒီ pancake ထဲမှာစားရတာဖြစ်ဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်း preppy ပေါ့နော်။အဲလိုမျိုးဒီလိုမုံလေးတွေစားရတာဖြစ်ဖြစ်ဒီလိုမျိုးအနေနဲ့ရရှိမှာဖြစ်တယ်။နောက်ပြီးတော့ quick ကအုပ်ကိုဒီလိုက်ကြိုက်တယ်ဆိုလို့ရှိရင်တော့ဒီ နွားနိုးနဲ့ဖြစ်ဖြစ်ဒီတံပပဲနိုးနဲ့ဖြစ်ဖြစ်ပေါ့နော်ဖြောသားလို့လည်းရတယ် နောက်ထပ်အရေးကြီးတာကတော့ရေပါရေကိုလည်းတနည်းကို၈ခွက်ကနေ၁၀ခွက်တောက်ပေးဖို့လိုအပ်တယ်ဒါကိုမမိမလေးရောတောက်ပေးရပါမယ်ဒီလိုမျိုးဆိုလို့ရှိရင်ဒီကိုယ့်ရဲ့အစာရှင်တဲ့ဦးလန်းချောင်းစနစ်ကကောင်းမွန်ပြီလို့ရှိရင်အစာရင်နာတာအောက်နာရင်လည်းမဖြစ်တော့ဘူးပေါ့နော်အဲ့တော့ကိုကအများနဲ့အစာရင်သမားဖြစ်တယ်ဆိုလို့ရှိရင်တော့ဒီလိုမျိုးဟိုစားစရာလေးတွေကို probiotic prebiotic para လေးတွေနောက်ပြီးလို့ရှိရင်ရေကိုလည်းသေချာလေးပေါ့နော်တနည်းကို၈ခွက်လောက်တနည်းကုန်နေမှတနည်းကုန်ဘာရည်ကြည့်လို့ရှိရင်၈ခွက်ပြည့်အောင်တောက်ပေးခြင်းနဲ့ဒီအစာရင်နဲ့ဦးလန်းချောင်းကိုကျန်းမာအောင်ထိန်းသိမ်းပေးလို့ရပါတယ်